အားလုံးပဲမင်္ဂလာပါခင်ဗျာဂျိတ်တန်ရီကနေပြန်လဲကြိုဆိုပါတယ်ကျွန်တော်ခုနှစ်သိန်းနဲ့ဝယ်ယူထားတဲ့ကြောက်လေးကိုအခုဖြည့်ပြမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီနေ့ကကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်ဖြစ်တဲ့မျက်မမျက်ဆိုတာကတော့ဖြတ်ကြည့်မှသိမယ်ဆိုတော့ခုံဗီဒီယိုလေးရဲ့အဆက်ဗီဒီယိုပဲဖြစ်ပါတယ်အဲ့တော့ဒီကြောက်လေးကတော့ကျွန်တော်ဒါအခုပဲခေါ်တာခုနှစ်သိန်းနဲ့ဝယ်လိုက်တဲ့ကြောက်လေးဖြစ်ပါတယ်ဒီဘေးလေးမှာဒီအရစ်လေးပေါ့နော်ဒီအရစ်လေးကတော့ကျွန်တော်ဒါခုံလို့ခေါ်တာပေါ့အဲ့ဒီခုံလေးကိုကျွန်တော်က ဝယ်တာဖြစ်ပါတယ်ခုံကျိုးလေးပေါ့နော်ကျွန်တော်တို့အခွန်ရဲ့အသားရဲ့ကြားမှာရှိတဲ့အစီကဲလေးပေါ့ဗျာနော်အဲ့ဒီအစီကဲလေးကတော့ကျွန်တော်တို့ကခုံဆိုလို့ရှိရင်ကျွန်တော်တို့အဝါရောင်လေးကောင်းတယ်အနီရောင်လေးကောင်းတယ်ပေါ့အဝါရောင်ဆိုကျွန်တော်တို့ဇကဝါခုံတယ်အနီရောင်ဆိုရင်ပြားရည်ခုံပေါ့အခုဒီမြာမြင်နေရတဲ့ခုံကတော့ကျွန်တော်တို့หนีတော့หนีတယ်သို့ပေမဲ့လည်းပဲညိုတဲ့ဘက်ကိုအနှဲငယ်ရောက်နေတယ်ပေါ့ဗျာနော်หนีညိုလေးဖြစ်နေတယ်အဲ့တော့หนีညိုလေးဖြစ်နေတယ်ဆိုရင်တော့ ကောင်းတာတော့ခုနကပြောသလိုဝါမယ်ညီရမယ်မှာဒီကောင်လေးကတော့နည်းနည်းလေးညိုးနေတယ်ပါဗျာအဲညိုးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအပွင့်လိုင်းမှာမကောင်းဘောเนาะကျွန်တော်တို့အပွင့်လိုင်းမှာမကောင်းတခြားကျွန်တော်တို့ဗပုတို့အဲတခြားလိုင်းမှာဗောเนาะလက်ရတို့အဲကျွန်တော်တို့အပွင့်လိုင်းမဟုတ်တဲ့တခြားလိုင်းတွေမှာတော့ကောင်းပါတယ်ပတိဆိုရင်လည်းဒါကောင်းပါတယ်ဗောเนาะဒါပေမဲ့ကျွန်တော်ကအပွင့်သမားဆိုတော့အပွင့်အမြင်နဲ့ဝယ်ပြီးတော့မှအပွင့်အမြင်နဲ့ဖြတ်ချင်တာဗောအခုနောက်ပြောသလိုဆိုရင်ဒီမှာหนีတော့หนีပါတယ်တိုးပေမဲ့လည်းပဲအခုမြင်ရတဲ့အတိုင်းပဲအညိုဘက်ကို ရောက်တယ်ပေါ့ဒါအပွင့်သမားတွေအနေနဲ့ဆိုရင်တော့ဒါမကောင်းဘောဗျာနော်အဲဒီမှာကျွန်တော်တို့ဒါမဖြတ်ဒီပဲနဲ့ခုဝယ်ထားတဲ့အနေထားပဲရှိသေးရပေါ့နော်အဲ့တော့အနှဲငယ်ညိုပါတယ်ဘာကြောင့်ဝယ်ရလဲဆိုလို့ရှိရင်လည်းပဲအဲဘာကြောင့်ညိုဝယ်တဲ့နဲ့ဘာကြောင့်ဝယ်ရလဲဆိုတော့ဟိုဖြတ်ချင်လို့ပေါ့ဗျာနော်ဖြတ်လိုက်လို့ရှိရင်အညိုလေးပြောက်ပြီးတော့မှညီများညီလာမလားပေါ့ဗျာနော်ဝါတဲ့ဘက်ကကတော့မရောက်ဘူးကတော့ထင်နေတယ်ဒါပေမဲ့အညိုလေးနည်းနည်းညော့ပြီးတော့မှအနီအောင်ဘက်ကများအဲတန်းလာမလားဆိုပြီးတော့မှကျွန်တော်ဒါဟို ဝယ်ပြီးတော့မှဖြတ်မလို့ဖြစ်ပါတယ်ဖြတ်ကုန်ရှိမှာဩဒီဘက်ကဆိုဒါလေးဖြတ်ပြီးသွားပြီเนาะဒီမှာကျိုးလေးအနေနဲ့ဆိုရင်တော့အောက်ဘက်ထိဝင်တယ်ပေါ့เนาะဒီမှာအဲဟုတ်တယ်เนาะအဲကျိုးဆိုလို့ရှိရင်တော့ဝင်တယ်ပေါ့အဲ့တော့ကျိုးဒုလေးအနေနဲ့ဆိုရင်တော့ဒါမဆိုးလို့ပြောရမှာဖြစ်ပါတယ်ခုနှစ်သိန်းနဲ့ဝယ်ပြီးတော့မှဒါဖြတ်နေတဲ့အနေထားဖြစ်ပါတယ်အားလုံးကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုဖို့ရန်အတွက်လည်းဖိတ်ခေါ်ပါတယ်မြက်မလားမမြက်ဘူးလားပေါ့ဗျာနော်တနေ့ကဗီဒီယိုလေးကတော့ကျွန်တော်ခေါင်းစဉ်လေးပေးထားတာနော်ကျွန်တော်ဒါလေးဖြတ်နေဖြစ်ပါတယ်နော်ဒီမှာအစာလေးနှစ်စာထွက်လာတယ် မျက်မမျက်ဆိုတာကတော့တဲ့ဖြတ်ကြည့်မှသိမယ်လို့ကျွန်တော်ကောင်းစင်လေးပေးထားပါဘောအဲ့တော့ဒီကအဆက်လေးပေါ့ဗျာနော်အခုဒီမှာအဲဒီကလေးထွက်လာတယ်အဒီကောင်လေးဆိုရင်လည်းအနီးကပ်ကြည့်မယ်ဆိုရင်တော့ညီတယ်ဗျာနော်ဒါပေမဲ့ချပြီးတော့မှကြည့်ပြန်နည်းနည်းလေးကျွန်တော်တို့ညိုတဲ့ဘက်ကိုတန်းတယ်ပေါ့ဗျာညီညိုဘက်ကိုတန်းပါတယ်နော်အဲ့တော့ညီညီလေးဆိုရင်လည်းကောင်းတယ်ဝါဝါလေးဆိုရင်လည်းကောင်းတယ်ညီညီလေးဆိုတော့ကျွန်တော်တို့က ဒီလိုအညိုဘက်ကမတမ်းမနဲ့နည်းနည်းအဝါဘက်ကိုတမ်းရင်ကျွန်တော်တို့ကပြားရီခုံလို့ခေါ်တာပေါ့နော်ပြားရီခုံလို့မျိုးစီဆိုရင်ကောင်းတယ်ဗျအညိုဘက်ကိုတမ်းသွားတယ်သို့မဟုတ်လုံးဝညိုသွားတယ်ခုံညိုဆိုတယ်ဆိုရင်တော့ကျွန်တော်တို့ကအပွင့်လိုင်းရတော့ဘယ်လိုမှမရဘူးပေါ့နော်အဲ့တော့ဖြည့်ရင်ဖြည့်ရင်နဲ့ကျွန်တော်မျှော်လင့်တယ်လို့လေဟုတ်လားအခုမှအတစ်စာလေးလည်းနှစ်စာထွက်လာရဆိုတော့ကျွန်တော်မျှော်လင့်တယ်လို့နီနီဝါလေးပေါ့ဗျာနော်ပြားရီခုံလေးမဖြစ်ဘူးဗျာနော်ဇကဝါခုံးကတော့ဒါမဖြစ်တာတော့တေချာရောဗျာနော်ပြားရီခုံလေးဖြစ်မလားလို့ပြားရီခုံလေး မဖြစ်ပါဘူးเนาะမဖြစ်တော့ကျွန်တော်ဒီမှာအခင်းဝိုင်းမှာဒီတိုင်းပဲချရောက်နေเนาะဒီမှာဆိုရင်လည်းဒါမြင်နေရမယ်နည်းနည်းလေးညိုတဲ့ဘက်ကိုတန်းနေပါဗျအဲ့ဒီတိုင်းပဲချရောက်ကကြတော့ကျွန်တော်ကျွန်တော်ရောင်းတာလေးဒီမှာပြအောင်မယ်ဗျာเนาะဒါအခင်းဝိုင်းကိုချပြီးတော့မှရောင်းနေတဲ့ပုံစံဖြစ်ပါတယ်ကျွန်တော်ဖြတ်ထားလိုက်နိုင်တယ်เนาะငါးသိမ့်ပဲရပါတယ်เนาะဒီမှာเนาะအဲ့တော့ခုနှစ်သိမ့်နဲ့ဝယ်ပြောငါးသိမ့်ပြန်ရောင်းတာဖြစ်ပါတယ်အဲ့တော့နည်းနည်းတော့ရှုံးတာပေါ့ဗျာเนาะနည်းနည်းတော့ရှုံးတယ်ဒီလိုပဲเนาะကြောက်သမားဆိုတော့ကျွန်တော်တို့နည်းနည်းဟုတ်လား အနှဲငယ်ရှုံးလာကျွန်တော်တို့ဒါရောင်းရတာပေါ့ဗျာကိုလိုက်နဲ့မကြိုက်တာဆိုတော့နော်နည်းနည်းရှုံးတာများများရမလို့ပါလို့နာမည်လေးပြထားတဲ့ကျွန်တော်ရဲ့ဒီတန်ရာလေးကိုအစာအစုံလိုက်ပါကြည့်ရှုအားပေးကြတဲ့တယောက်စီတဲ့ကိုကျေးဇူးတင်ပါတယ်နောက်ထပ်အမြတ်တန်ရာတွေမှာပြန်လဲတွေ့ကြပါစို့ခင်ဗျာ